တော့ကျွန်တော်တို့ခန္ဓာဝါရသည်စဝါရမှာအသေးစိတ်ပြောပါတယ်စဝါရကိုနားလေသွားရင်ပညာဝါရကြရင်ခန္ဓာဝါရစာမရှင်းဘူးဒါပေမဲ့မိကွန်းထဲမှာပညာဝါရမှာလည်းအများရန်လို့လို့တပုတ်လာတဲ့အတွက်ကြောင့်နော်အဲ့တော့ စာဝါရမှာတော့ဆရာကြီးဦးကျော်စာအုပ်ထမလေးအသေးစိတ်ရှင်းထားကြအောင်ဆရာမကဆရာကြီးဦးကျော်စာအုပ်ကိုအခြေခံပြီးတော့အကုန်လုံးပြန်ပြီးတော့ဇာတ်ကွက်တွေနဲ့ရေးထားခြင်းဖြစ်ပါတယ်အဲ့တော့ခန္ဓာဝါရဖွဲ့ရခြင်းရဲ့အကျိုးမှလွဲပါတယ်ကျွန်တော်တို့အခုတစ်လျှောက်လုံးပြောလာတဲ့အခါမှာတွေ့လိမ့်မယ်ခန္ဓာတွေကိုအစိတ်အစိတ်ဟာဒါတပါးနှစ်ပါးသုံးပါးဆိုဘာနဲ့ပြောလဲအစိတ်အစိတ်တပါးနှစ်ပါးသုံးပါးလေးပါးအကုန်ပါရင်အစိတ်အပါး <laughs> အရခဏဝါရဖွဲ့ရခြင်းရဲ့အကျိုးဒီအစဲအစဲအစိပ်ပေါင်းယူဆရမှာဉာဏ်အမြင်ကိုပို့ပြီးတော့တန့်ရှင်းလာစေတယ်ဒါလေးပဲเนาะဒီမှာဒါဆိုရင်ဆိုတော့ခဏဝါရတွေဖွဲ့တော့မယ်ဆိုရင်၁၄ဝါရရှိတယ်เนาะပြီးရင်၁၅ဝါရရှိမယ်စသည်ဖြင့်ပေါ့ဒါမှာအဲ့တော့ကျွန်မတစ်ခုချင်းပြောပါမယ်ဂူလောလောဆယ်ဦးဆုံး၁၄ဝါရเนาะကဲ၁၄ဝါရခဏဝါရ၁၄ဝါရ ရတဲ့နော်ဒါဆိုရင်ဆိုတော့အခုအနုလုံလည်းပိုးချပြီးပြီပြိစိမ့်နဲ့လည်းပိုးချပြီးပြီဖြစ်တဲ့ကြောင့်14ဝါရဒီအနုလုံမှာရတာလည်းရှိတယ်ပြိစိမ့်နဲ့မှာရတာလည်းရှိမယ်ပေါ့နော်ဒါကိုအကုန်လုံးပေါင်းပြီးတော့တွဲပြီးတော့ပြောမှာပါဟာကဲဒါဆိုရင်ခန္ဓာဝါရ14ဝါရဒါကျွန်တော်ကြည့်ရပါတယ်မိကွန်းနေတဲ့မှာလဲတီးတန့်ဒါဟုတ်ကိုမေးတယ်နော်အဲ14ဝါရဘယ်မှာတွေရလဲ အဲ့ကံဘုတ်ဒီလိုလေးဆိုတော့ကြက်ပါတယ်ကတာဘုတ်ဒါလေးကိုစဉ်းစားကြည့်ရင်နော်အဲ့14ဝါရဘယ်ညမှာရလဲဆိုအဓိက၄ချက်ရှိပါတယ်ဒီ၄ချက်လုံးရအောင်ကြက်ထားတခါလေးဓာဟုတ်ကိုထည့်မိတယ်နော်အဲ့တော့နံပါတ်1ကျွန်တော်တို့ဘယ်လိုဆိုလဲဆိုကံဘုတ်ဒါကံဘုတ်လေးကိုပြောပြီးဆိုကံဘုတ်နံခန္ဓာအစိတ်အစိတ်နော်ကံဘုတ်နံခန္ဓာအစိတ်အစိတ် กาดาบุนางคานาเอเซเอเซวันนั้นเราไปหอไลเด็กกูตะลันที่ตรงนี้ตรงที่นี่รูมอยู่บ่ถ้าสุนางไปมาเลยนางคานาเซเซกาดาไปมาเลยนางคานาเซเซถตาสุอุบะมาเลยอาดาลีจะขายเจ้าท่าบ่ไม่ก็นี่มาการบุ นังคานาเซเซกาดาบุนังคานาเซเซยาดอกขาคานาวาระสลีวาระยาบาดีบ่ ဒါဆိုရင်ဒီမှာဘယ်တွေမှာရတတ်လဲကုတလေနာကုတလံဟာအကုတလေနာအကုတလံဒါမျိုးတွေမှာရတယ်ဗျာဗျာအဗျာကလေးနာအဗျာကတံမှာပဝိတိပဋိဒါနေဒါမဲ့ဓာတိပမာလဲနံအုပ်စုပဲနော်နံအုပ်စုပဲရမယ်နာမျိုး ยาบยาปวิตีรูปฏิดานนีรูแกด่าเสียงด่านามาติอสุเลปีบาเลยสลีวาระนามันเนี่ยเนาะทีแรกมานังคานาเสียเสยไปเนาะทีแรกมานังคานาเสยเสยกระดาแกมโบนังคานาเสยเสยกระดาโบนังคานาเสยเสียภรรยาวิทูเนาะดาเลียดาวตุเนสัยนะแกด่าเสียงด่าไปมาด้วยบุเล่ อาดาบมาด้วยบุเลสุยอนุโลอาจารย์รู้อนุโลอิญญาเมญายยปฏิทานี่ค่ะอนุโลอิญญาเมญายยปฏิทานี่อาคาลีมาอุมาสินดาลิโอสวาบาลีโรเนสุบยาเมสุดาปิยนเชมเนาะปฏิทานี่คันนี่อิญญาเมญาวิบากะาบยกระดานเอกังคันนันบริสะแตโยคานาวิทุสะ တယောခာနေပရိစ္ဆဧကောခဏောဝိထုစဒွေခာနေပရိစ္ဆဒွေခာနာဝိထုစဒါမျိုးပြောတာဒါဒီနေရာမှာပဲတွေ့ရတယ်ဒီအနုလုံအညာမညာရဲ့ပဋိဒါနေအခါလေးမှာနောက်ဆုံးအပိတ်မှာမှကတ္တတာစရူပံဆိုတဲ့နေရာမျိုးမှာဗာနေလာဝိထုစလေးဒါဆိုရင်ဒီဘက်မှာကြည့်လိုက်ဒါလေးကနံခန္ဓာအစိတ်အစိတ်ကံဘုံနံခန္ဓာအစိတ်အစိတ်ကတ္တာဘုံနံခန္ဓာအစိတ်အစိတ်နဲ့ ဟတရားဝိထုနော်သဘောပေါက်ပြီဒါမဖြတ်လဲရပါတယ်ဒါပါဠိတော်နမုနာလေးပေါ့ဥပမာဆိုပြီးတော့နော်ကေတာတစ်ခုကေနမတ်သောဒီဘက်ကိုလာတယ်ဟတရားဒီဘက်မှာတော့နံခန္ဓာအစိမ့်စိမ့်ပဲကံဘုံနံခန္ဓာအစိမ့်အစိမ့်နဲ့ဟတရားဝိထုကတာဘုံနံခန္ဓာအစိမ့်အစိမ့်ဒီဟတရားဝိထုလေးကခုနကတော့ကတာဘုံဖက်မှာအခုဘယ်ရောက်ပါလဲကံဘုံဖက်ရောက်ပါလား ฮะแกด่าสวยเลเวสวรูปมาดุยอะไรอุมาสวยกูพิอากูบอกอากูพิอาอากูอาดามิโอแกอุบมาจะคู่บอกปาลีรอเนยยีแม่สวย่ะเวเวอนุวาราบาลีเลยเวกูตะลันเอกังคันเนสะเวทองสะปิเสยาเตโยขันอ่ะ แต่ย่อคานิซาวิทองซาบิเซียอีกอคันเนาด้วยคานิซาวิทองซาบิเซียด้วยคานาลูมิวบ่ฮะถ้าเสียมาป้ายชาจีละที่แรกกันบ่กันบ่นังคานาเสียเสียเนี่ยฮริยาวิทุกัดดาบ่นังคานาเสียเสียถ้าสุเลบายาเลยคานาวาระสลีวาระเกณฑ์เอาส่นนัมเบลีนะนัมเบลีอะเป็นมาด้วยอะไรส่วนมหาบุรีก็น่าสนุกหัวไหลเด้อ ေကံမဟာဗုဒံပရိစ္ဆတယောမဟာဗုဒတယောမဟာဗုဒေပရိစ္ဆဧကံမဟာဗုဒံဒွေမဟာဗုဒေပရိစ္ဆဒွေမဟာဗုဒါဆိုတဲ့ဒီဘက်ချမ်းလေးလေးဘက်ချမ်းလေးလေးဘက်ချမ်းညီပဲရမယ်ဆိုပါတော့မဟာဘုတ်အစိအစိပေါ့နော်ကံဘုတ်မဟာဘုတ်အစိအစိကတာဘုတ်ဖက်မှာလေမဟာဘုတ်အစိအစိဒါဥပမာတွေ့ရလေအညာမညာပဲ ဟာဒီမှာတော့အနုလုံအညာမညာပဋိသန္ဓေမှာတွေ့ရသလိုဒီမှာလည်းပဲအနုလုံအညာမညာရဲ့ရုပ်တသက်ပါဟာအညာမညာရဲ့ရုပ်တသက်လေးဒီဘယ်ချမ်းမဲ့ဟောလဲမဟာဘုတ်အချင်းချင်းအတွက်ပဲရောတယ်အဲ့ဒါဆိုရင်ဒီမှာဘုတ်တဘုတ်တဘုတ်ချင်းမှာ14ဝါရဒါဆိုရင်ဥမာအညာမညာဆိုရင်ဘုတ်က9ခုဘုတ်ရှိပဲရုပ်9ရုပ်လုံးရဲ့9ဘုတ်ဆိုရင်တဘုတ်တဘုတ်ကို 14ဝါရနဲ့ခုနှစ်ဘုတ်ဆိုရင်68ဝါရဒီလိုအတွက်ပါเนาะအဲ့တော့တဲ့သူဆိုလိုတဲ့ဘိဗျာမဟာဘုတ်တစ်ခုချင်းဥမာဆိုစိတ်သစမဟာဘုတ်ဆိုစိတ်သစမဟာဘုတ်ချင်းချင်းเนาะ1 3 2 3 1နဲ့အဲ့အခါမှာလဲအစိမ့်စိမ့်ရတယ်ဒါဆိုရင်ဆိုတော့ဒါအိုးကိုမေးခွန်းမှမေးပါတယ်အဲ့တော့ဒီကတွင်စတွင်ဘိတ်လေးတွေမလို့ဘူး စာပဲလို့လေအဲ့တော့ကျွန်မဘယ်လိုဆိုပြရမလဲဆိုရင်ကံဘုံနံခန္ဓာအစိစိကတာဘုံနံခန္ဓာအစိစိကံဘုံနံခန္ဓာအစိစိကတာဘုံနံခန္ဓာအစိစိနဲ့ဟရိယဝိထုကံဘုံနံခန္ဓာအစိစိနဲ့ဟရိယဝိထုကတာဘုံနံခန္ဓာအစိစိကံဘုံမဟာဘုံအစိစိကတာဘုံမဟာဘုံအစိစိရတဲ့အခါမှာခန္ဓာဝါရ 14ဝါရရပါသည်เนาะဒါဟုတ်ကိုမေခွန်ဟောင်းနေမှာငါမှတ်တမ်းမေးပြီးတော့မှသူထဲကနေတခုခုဧကက4ဝါရအတွက်ဖွဲ့ပြပါဒီလိုမျိုးမေးတာပါကဲဒါဆိုရင်ဆိုတော့ဒါလေးကเนาะဒီကြာလေးကိုလည်းမလုပ်ထားရမလဲ14ဝါရရတဲ့အုပ်စုလေးနဲ့ကြက်ထားရမယ်တခါလေးကျရင်ပိုင်းပြီးတော့တခုချင်းပစ္စည်းတခုချင်းမှမေးတဲ့ခါကျရင်လည်းတည်အောင်ဒါဆိုရင်ဒီဥဆုံးနံပါတ်1 ဟာကံဘုံနံခန္ဓာအစိစိကတာဘုံနံခန္ဓာအစိစိဟာဒါလေးကိုဥပမာနဲ့တစ်ခုတစ်ခုလောက်ပြပါပေါ့နော်အဲ့ဒီတစ်ခုလောက်တော့မိပါတယ်ဒါလေးလုတ်ပါမယ်နော်ဒါ၄၄ဝါရတော့ကျွန်တော်တို့ပြီးအောင်လုတ်လိုက်မှာပေါ့ဒါဆိုရင်ကံဘုံနံခန္ဓာအစိစိကတာဘုံနံခန္ဓာအစိအစိအတွက်ရေတော့မယ်ဆိုရင်ဟုတ်ဒီမှာနံခန္ဓာအစိစိအတွက်ဖြစ်တဲ့အကြောင်းလို့ ကိုကနာဆရာဥပမာပေးထားတယ်ကုကုတို့အကုအကုတို့ဖျားဖျားနော်ပွေတိပတိသာနေနန်နေရရတဲ့အုပ်စုမျိုးပေါ့ကဲဒါဆိုရင် ကုကုလေးကိုဥပမာပေးတယ်ဆိုတော့နော်ကုကုလေးအတွက်ဥပမာပေးမယ်ဆိုရင်ကုတလေနာကုတလန်ပေါ့နော်ကုတလေနာကုတလန်လေးကိုမေးတယ်ဆိုရင် ကုတလေနာကုတလန်ဒီဘလောက်ရမလဲခန္ဓာဝါရ14ဝါရရတယ်ဒါဆို14ဝါရဆိုတာမှာသူကဘာတွေပါမလဲဆိုရင် เอกกะနော်14วาระยาบาดีဆိုရင်14วาระဟူတော့ကเอกกะ4วาระတိက4วาระเนี่ยทุกข์6วาระဖြစ်တည်းဆိုပြီးတော့ရေးပြရပါတယ်ဒါ14วาระเนาะအဲ့တော့မှ तू อ่ะတစ်ခုချင်းမေးမယ်เอกกะ4วาระဟိုเนาะ ြည့်စုံသွားရေးပါဆိုတာပုံဆွဲစရာမလို့ဆရာပုံနဲ့ချက်ခိုင်းတာပုံနဲ့လေးချက်ပဲမနော်ဧကကလေးဝါရနော်သူကဘလို့မေးမလဲကုတကုတလေနာကုတလနိုင်ခန္ဓာဝါရဘယ်များရသနည်းဆို14ဝါရဟာ14ဝါရနဲ့ကနေဧကကလေးဝါရကိုရေးပြပါဆိုပေမဲ့14ဝါရဟူတော်ကားဆိုပြီးဒါကိုရင်ရေးရပါတယ်ဟာဧကက4ဝါရတိက4ဝါရဒုက္က6ဝါရအပြင်14ဝါရဖြစ်တည်ရေးပြီးတော့မှဧကက4ဝါရကိုမေးတယ်ဆိုပါတော့ เอกกะ4วาระหุดอกาเนาะดาเลยอ่ะเอกกะ4วาระโหยีร่อมั้ยสิสรว่าโกบ่าโหอาจารย์เน้มาปုံนี้ซ้วยจีถ่าละเนาะตูอะกูเจม้ารุดิตูอ่ะนันขันธ์อะเสิกเสิกဖြစ်တဲ့จ้ะนันขันธ์ดิ4บาရှိပါတယ်เวทนะขันธ์ติญเญขันธ์ติญขาเรขันธ์เนี่ยวิญญาณเนขันธ์ဆိုပြီးတော့4บาပေါ့ နော်ဒီလိုမျိုးလေးရှိမှာတဒါဆိုရင် तू ကเอกကလို့ပြောတဲ့အတွက်ကြောင့်မလို့ပါဠိတော်ဟောတဲ့အခါမှာနော်ကုတလန်နဲ့ဟောမှဖြစ်တဲ့ကြောင့်ပါဠိတော်လေးဒီကျမတို့ကဘာပဲရှိမလဲဆို အကြမ်းမြင်ဆိုရင်တော့ကုတလန်ဒီ3နှစ်3နှစ်ခုနလိုအစိမ့်အစိမ့်နဲ့ဟောတဲ့ခါမှာเอกကဖြစ်တဲ့ကြောင့်ကုတလံเอกံခန္ဓာံပရိစ္ဆာ တဲ့ရောခံတာဒါလေးပဲယူရတော့မနော်ဧကကဆိုတော့ဒီဘက်ကတက်ပဲရှာမယ်ဒါဆိုရင်အမြဲတမ်းအနုဝါဒပါဠိလေးကိုအရင်ရေးရပါတယ်ကုသလံဧကံခန္ဓာအတန်တရစလုံးပေါင်းနေမှားမယ်စေကုသလံဧကံခန္ဓာနော်ပဋိစ္စတဲ့ရောခံတာဟူ၍ဟောတော်မူအပ်သောအနုဝါဒ ပါဠိတော်ပတ်၌ဒါကိုထည့်ရေးပြရတယ်။ဟူ၍ဟောတော်မူအပ်သောအနုဝါဒပါဠိတော်ပတ်၌ဆိုပြီးတော့အရင်ရေး။နော်ရေးပြီးပြီဆိုတော့မှကိုကဒီဘက်ကလေးဒီပါပဲလေ။ဧကံ။နော်ဒါလေးကိုမြင်နေရမယ်။မျက်လုံးထဲမှာဒီလိုလေးဒီဘက်ကကံဖို့ဟိုဘက်ကကတ္တာ။ဒါဆိုရင်ဒီဘက်ဧကံဘက်မှာဝေဒနာတင်ညာ ติงคาระเวียนจะคู่สีดำไหมถ้าจะเวีทนาเลยอะดูสว่าหรอเนาะ เอกานสวยเนาะจะมาเราพาพิมพ์เลยติงยาเตียงคาระเวียนเลดีคุณแม่ก็จะย้อนขันนะแม่มาเยี่ยร์รอไหมไอ้ลูกแม่จะก็เอกานเลดีเตียงยาสว่าหรนายเลด่นแต่ใจเลยเนาะดูเลยอะเจ็บเชียวไหมเราจะมาดีลูยี่ยรอนี่ยสัดีลูกอ่ะปูเลยมาคลีชเลยมั้งเนาะ ကိုင်းခောက်ဝေးတွေပို့ရှုပ်တယ်ကိုင်းခောက်ရမှတ်ဒီလိုလင်းပါလားဒီတစ်တေဒီဒါဒီလိုပေါ့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တစ်ခုစီလာမယ်เนาะအဲလိုဒီဘက်ကဧကံဝေဒနာဆိုရင်ဟိုဘက်ကိုရေးတဲ့အခါမှာတတိထားရတယ်တင်ညာသင်္ခါရဝိညာဉ်ဒီတိုင်းတော့ရမယ်เนาะနမနှစ်နောက်တစ်လွှာလာပြီတင်ညာနဲ့ရေးပြီဧကံခန္ဓာကြီးအရာကိုတင်ညာယူရေးဆိုရင် ကြနာသည်သင်္ခါရဝိညာဉ်ဝေဒနာဒီလိုယူရမယ်နော်နောက်တစ်ခါကျတော့ဒီเอกံလေးကသင်္ခါရနဲ့ယူမယ်ဆိုတယောအတွက်ယူရမယ်ဆိုရင်ဝိညာဉ်ဝေဒနာတင်ညာဒီလိုယူရမယ်နော်နောက်ဆုံးဒီเอกံလေးဒီဝိညာဉ်နဲ့ယူမယ်ဆိုရင်တယောဟာဝေဒနာတင်ညာ ဒါလိုဖြစ်မယ်ဟမ်ဒါလေးကိုမျိုးလုံးထဲမှာအကျမ်းမှာဒီလိုလေးရေးလိုက်ရင်ဆိုတော့ရေးလို့လွယ်ပါပြီဒါဆိုရင်ဒီမှာကောက်လို့ရပြီเนาะဒီမှာကောက်တဲ့အခါကျရင်ဒါလေးနဲ့ကောက်တော့မှာပေါ့အဲဆိုရင်စာပြည့်ရေးပါရယ်เนาะဧကကလေးဝါရဟူသောကကုတလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာဝေဟောတော်မူအပ်သောအနုဝါရပါဠိတော်ပန်း၌ဧကံခန္ဓာဤအရာကို ဝေဒနာယူ၍နော်အဲဒီမှာတတိထားပါဣအရာကိုအဲ့တန်းလေးရတယ်ဣအရာကိုဝေဒနာယူ၍ဒီဘက်ကကြတော့ကြယောခန္ဓာဣအရာကိုကျမပြောတယ်နာဤလက်တန်အတိုင်းရေးတဲ့ကြောင့်ပါရေးမလဲတေညာအတူကောက်ရေးထားတာနော်တင်္ခါရဝိညာဉ်ယူ၍တဝါရ ီတိုင်းမဲသွားပါတယ်နော်ယူရတဝါရပေါ့ဒါမုဆတ်တတင်နေရတဝါရကြိုက်တာနေရကဲအဲ့ဒီတိုင်းမဲဒါကျမတို့ဒေါ်ချလိုက်ပြီစာမွေးကြရင်ဒေါ်မချဘူးအပြည့်ရေးပါတယ်ဧကံခန္ဓာဤအရာကိုဝေဒနာပြီးတာနဲ့တင်ညာတင်ညာယူရတယောခန္ဓာဤအရာကိုသင်္ခါရဝိညာဉ် ဝေဒနာယူ၍တဝါရဓာတ်တွေနဲ့လှုပ်လိုက်တာပါ ပြီးရင်ဧကံခန္ဓာဤရကိုတင်ညာယူပြီးွားပြီးတင်္ခါရယူ၍တယောခန္ဓာဤအရာကိုဝိညာဉ်ဝေဒနာတင်ညာယူ၍တဝါရအပြည့်ရမယ်နော်ဒီမှာအတူရေးထားတာပြီးရင်ဧကံခန္ဓာဤအရာကိုဝိညာဉ်ယူ၍တယောခန္ဓာဤအရာကို ဝေဒနာ တေညာသင်္ခါရယူရတဝါရဤတို့လျှင်ဧကကလေးဝါရဖြစ်သည်ဆိုတော့ဒါနဲ့ပြိပါတယ်ဤတို့လျှင်ဧကကလေးဝါရဖြစ်သည်တော့ဒီမှာတတိထားမှာဒီမှာတွေးလိုက်မယ်ဝေဒနာတက်တည်ဒီပြင်တင်ညာသင်္ခါရဝိညာဉ်ဒီမှာယူတဲ့အခါမှာလဲနာယီလက်တန်တိုင်းဒီလိုလေးသွားတယ်ပြောက်တော့ ဒီမှာတင်ညာတင်ခါရဝိညာဉ်ပါရင်ပြီးရောဆိုပြီးတော့ကြိုက်တယ်လို့ရေးလို့မရဘူးဒီနာဤလက်တံအစဉ်လေးတိုင်းပဲသွားပြီးရေးပါတယ်ဟာဒါဆိုပါလေเอกกะ4วาระပြီးပါတယ်เนาะเอกกะ4วาระပြီးလို့ရှင်သူ့ဘယ်တကယ်လို့တိက4วาระတိကဆိုစမတို့ကဘယ်ဖြစ်သွားမလဲတယောခန္နေပရိစ္ဆာအဲဒါ4ဖြစ်သွားမှာတယောခန္နေပရိစ္ဆာเอกောခန္တော့ နော်ဒီနေ့တော့ဒါလေးပြီးရင်လက်ဆက်တတ်မယ်နော်အဲ့တော့ဧကောခံတော့ဒါနဲ့ယူမဲ့ခါကြရယ်ဒါကြတော့ဘာလို့ခေါ်လဲဆိုတော့တိကနော်တိကလေးဝါရဆိုတော့နော်တိကလေးဝါရကြရင်ဒီမှာပါဠိတော်ဝီပင်လေးကပြောင်းသွားပါတယ်နော်ပါဠိတော်ဝီပင်ပြောင်းသွားတဲ့အကြောင်းမလို့ဒီမှာတိကလေးဝါရဟူတော်ကားပေါ့နော်အဲ့တော့ဒီမှာလည်းပဲပြောင်းသွားတယ်နော် เออดีมาสียาลีเปียงตัวไหมไม่งงตัวหรือว่าอันนี้เนี่ยยี่ว่าเลยเกิดาสเองสรุปนะดาบาเลตตีกาลีวาราด้วยยีรอไหมนะตีกาลีวาราด้วยยีเลข้าใจตีกาสวยจ้ะดีมานะปาลีโรดีปาเพียวามเลตเตยอคันดีนะปาลีโรอเดีเตยอคันดี ပတိစ္စဧကောခဏောဧကောခဏောကနလွယ်ဟူ၍ဟောရမူအပ်သောအနုဝါရပါဠိတော်ပန်၌ပေါ့တို့ကောက်ရေးပြီနော်ဒီကောက်တော့အပြည့်ရေးရတယ်ကဲဒီမှာတယောဆိုတဲ့ကကျမတို့ပြောမယ်ဒီဘက်ကံဘုတ်ဖက်မှာနော်ခန္ဓာသုံးပါဒါဆိုရင်သူကြရင်1 2 3ဒီလွတ်နေတာလေးဒီဟိုဘက်ရောက်သွားမယ် เอกောပဲရောက်သွားမယ်เนาะแกဒါဆိုဒီလိုသွားมาပဲ तू လဲပဲတိုင်းနိုင်လက်တိုင်တိုင်းသွားมาဖြစ်တဲ့ကြောင့်တင်းနှစ်သုံးတင်းနှစ်သုံးဒါဝက်มาတပါးပဲကြာခဲ့မယ်ပြီးလို့ရှိရင်တင်းနှစ်သုံးဒီအလုံးလေးရပါမှာလဲเอกောပဲမှာเนาะပြီးလို့ရှိရင်တင်းနှစ်သုံး ဒါလေးပြင်နေရမယ်နော်အဲဒါဆိုရင်ဒါလေးကိုထည့်ပြီးတော့ရေးလိုက်တာပဲနော်အဲဒါဆိုရင်တယောခဏနေပရိစာဧကောခဏတော့ရေရောတော့ဘုရားတော့အနုဝါရပါဠိတော်ပတ်၌ဆိုတာလက်ထောက်ပြီနော်တယောခဏနေအရာကို ဝေဒနာတင်ညာသင်္ခါရယူ၍ဧကောခဏတော့ဤအရာကိုဝိညာဉ်ယူ၍တဝါရတယောခဏနေအရာကိုတင်ညာသင်္ခါရဝိညာဉ်ယူ၍ ဧကောခဏောဤအရာကို ဝေဒနာယူ၍တဝါရတယောခဏေဤအရာကိုသင်္ခါရဝိညာဉ်ဝေဒနာယူ၍ဧကောခဏောဤအရာကိုတင်ညာယူ၍တဝါရတယောခဏေဤအရာကိုဝိညာဉ်ဝေဒနာတင်ညာယူ၍ဧကောခဏောဤအရာကိုသင်္ခါရယူ၍တဝါရဤသို့လျှင် တိကလေးဝါရဖြစ်တည်းဆိုပြီးတော့ရေးပါတယ်ကဲဒါဆိုရင်နောက်ဆုံးနော်ဒုက္ခ6ဝါရနော်ဒုက္ခ6ဝါရဆိုရင်6ဝါရဖြစ်တဲ့ကြောင့်ဆိုတော့ဒီမှာပုံလေးရပြောင်းပါတယ်ဒုက္ခ6ဝါရဆိုရာဒီနှစ်နဲ့နှစ်နဲ့ပေါ့ဒီလိုမျိုးလားနော်အဲ့တော့ဒွေခန်းနေမာဒွေခန်းနေဒါလေးရပါပြောပါမယ်ဒုက္ခ6ဝါရပေါ့ဟာတကယ်လို့တစ်ခါလေးじゃဒုက္ခနဲ့လဲမေးပါတယ်ဒုက္ခ6ဝါရကို ရေးပြပါဆိုဒုက္ခ6ဝါရဟုလောကဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာနှစ်ခုနှစ်ခုဥယေဟောရမွာတော့အနုပါအဒွေခန္ဒီကံဘုတ်နံခန္ဓာအစိမ့်စိမ့်ကတ္တာဘုတ်နံခန္ဓာအစိမ့်စိမ့်အဲ့ကြရင်ဒီမှာဘယ်နှစ်ခုတွားမလဲ6ခုနော်6ခါဒီအကွက်ကလေးဒီ6ခါဖြစ်သွားမှာ အဲ့တော့ဒီမှာယူရာလေးကဒုက္ခကြရဲ့နာယီလက်တန်အတိုင်းမဟုတ်တော့ဘူးရေးတာလေးသတိထားရပါတယ်ကဲဒီလိုလေးအဲ့ထိတ်စီးတစ်ခုချင်းကို face လုပ်တယ်ဥမာဆိုခုတွေးခါနေဒီဘက်ကလေးကိုတိနေပေါ့ဒီဘက်အတွက်ပဲယူမယ်ကျန်တာဒီဟိုဘက်အတွက်သွားမယ်ဒါဆိုရင် तू ကသူကဝေဒနာနဲ့တင်ညာပေါ့နော်ဒီထွေးခန္ဓာ ပြီးရင်ဝေဒနာနဲ့သင်္ခါရနော်ပြီးရင်ဝေဒနာနဲ့ဝိညာဉ်အဲ့တော့ဝေဒနာနဲ့တွဲမှဒီဘယ်နှခါလဲနော်ဝေဒနာနဲ့တင်ညာဝေဒနာနဲ့သင်္ခါရဝေဒနာနဲ့ဝိညာဉ်ဒါလေးကဒီဘက်ဒါဆိုကြံငဲမဲ့ဟိုဘက်ကကတားဘုတ်ဘက်ကတွေးခန်းနာဟုတ်ဒဲ့လေးပဲအရှိတိုင်းပဲဆိုရဲအာကြီးလက်တန်တိုင်းမဟုတ်အရှိတိုင်းလေးပဲဒါဆိုတစ်ပြီးသွားပြီး ငါသူ့နဲ့ face လောက်လာပြီးပြင်ပါအတင်ညာတင်ညာလေးရတက်နှစ်ဟုတ်ပြီနော်တင်ညာလေးရတက်နော်ဝိညာဉ်နှစ်ကဒါဆိုတင်ညာ face လောက်တာဘယ်နှခုပဲနှစ်ခုပြီးရင်တင်ခါရတက်နှစ်ဒါပဲနော်ဒါလေးကိုကိုကအကျမ်းမှာဆွဲလိုက်ဆွဲရင်ခုဆရာမရေးတာတွေဒီဘယ်ဘက်ချမ်းလဲကံဘုတ်ဖက်ချမ်း နော်အဲကံဘုဘ္ဗချံလေးကိုဒီတိုင်းခေါ်လိုက်ရင်ကြံခဲ့တာလေးကိုအရှိတိုင်းခေါ်သွားတယ်ဘယ်ဘက်မှာလဲကတ္တာဘုဘ္ဗမှာဘသူကြတော့နာယီလက်တန်အတိုင်းမဟုတ်ပါဘူးအရှိတိုင်းပဲခေါ်ပါတယ်ကေတာစိန်ဒါလေးကိုဆိုကြည့်မယ်ဆိုဒုက္ခ၆ဝါရာဟူသောကဒွေခာနေပရိစ္ဆဒွေခာနာဝေဟောတော်မူအပ်သောအနုဝါရပါဠိတော်ပန်း၌ဒွေခာနေဤအရာကို ဝေဒနာတင်ညာယူ၍ ဒွေခန္ဓာဤအရာကိုသင်္ခါရဝိညာဉ်ယူ၍တဝါရပြင်ဒွေခန္ဓာဤအရာကိုဝေဒနာသင်္ခါရယူ၍ဒွေခန္ဓာဤအရာကိုတင်ညာဝိညာဉ်ယူ၍တဝါရအရကဒွေခန္ဓာဤအရာကိုဝေဒနာဝိညာဉ်ယူ၍ဒွေခန္ဓာဤအရာကိုတင်ညာသင်္ခါရယူ၍တဝါရဒွေခန္ဓာဤအရာကို ်တင်ညာတင်ခါရယူ၍ဒွေခါနာဤအရာကိုဝေဒနာဝိညာဉ်ယူ၍တဝါရဒွေခါနေဤအရာကိုတင်ညာဝိညာဉ်ယူ၍ဒွေခါနာဤအရာကိုဝေဒနာတင်ခါရယူ၍တဝါရဒွေခါနေဤအရာကိုတင်ခါရဝိညာဉ်ယူ၍ဒွေခါနာဤအရာကို ဝေဒနာတင်ညာယူရတဝါရဤတို့လျင်ဒုက္ခ6ဝါရဖြစ်တည်းဆိုပြီးတော့နော်အဲ့တော့ကျမတို့ဒီမှာဒီမှာပဲလက်စတတ်ပါမယ်ဘုရားသာသနာစိရံဒိဋ္ဌထုဘုရားသာသနာစိရံဒိဋ္ဌထုဘုရားသာသနာစိရံဒိဋ္ဌသာထုသာသာရု